အိုင်ဒီတဲစရာမလို့ဘန်းကောင်ချိန်စရာမလို့ပဲကိုတိုင်ဖုန်နာပါဝယ်ပြီးလူတိုင်းဘယ်သူမှဆိုဖွေလို့ရတဲ့ကနေဒါပေပန်းကောက်ဖွင့်နေလေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။နောက်ပြီးအခုဖွဲမဲ့ကနေဒါပေပန်းကောက်လေးကိုပရိပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုအစိုးရကြည့်လိုက်ပါနော်။ Let's go ကျွန်တော်တို့ပေပန်းကောက်ဖွေတဲ့အချိန်မှာလီမီမကြချဲဘူးဆိုရင်တော့အကောက်ဖွေတဲ့အချိန်မှာအခြေကိုကျွန်တော်တို့အများဆုံးပေပန်းကောက်ဖွေပေးရတာဖြစ်ပါတယ်။ကျွန်တော်ဒီဗီဒီယိုထမ်းမှာ လို့မျိုးပေပန်ကတကူကောလိမိမကြပဲနဲ့ကျွန်တော်တို့အချစ်တို့တွင်အချင်းများများလင်းနဲ့ဖွဲ့လို့ရလဲဆိုတာကိုကျွန်တော်ရန်မေဆွေးတို့နဲ့အတူတူကျွန်တော်လက်တွင်ဖွဲ့ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင် let's go ကျွန်တော်တို့ payback ကောက်ကိုဘယ်လိုများများဆိုဖွဲ့လို့ရလဲဆိုတာကို payback ကောက်ဖွဲ့ကြပါမယ်ကျွန်တော်တို့ payback ကောက်ဖွဲ့မှဖြစ်တဲ့အတွက်ကြောင့်ကိုကြိုက်တဲ့ browser တစ်ခုတည်းကိုဝင်လိုက်ပါကျွန်တော်ကတော့ဒီနေရာမှာ cloud browser ကိုတိုးပြပြီး payback ကောက်လည်းဖွဲ့ပြပေးမှဖြစ်ပါတယ်ဒါကြောင့်ကျွန်တော် cloud browser ကိုတစ်ချက်ဝင်လိုက်ပါမယ် ဒါဆိုရင်ကျွန်တော်တို့ဒီနေရာကိုရော်လာပြီးဆိုရင်တော့ဒီဘောကမှာဘလူးလိုကိုလေကိုနေပြင်ကျွန်တော်တို့ဒီနေရာမှာ paypal.com လို့ရရှာလိုက်ပါနော်ကျွန်တော်ဒီနေရာမှာတစ်ချက်ရရှာလိုက်ပါမယ် paypal okay ဒီလိုမျိုး paypal.com လို့တစ်ချက်ရရှာလိုက်ပါဒါဆိုရင်တော့ဒီလိုမျိုးပေါ်လာမှဖြစ်ပါတယ်เนาะဒီဘောက PayPal ဆိုတဲ့အကောင့်ကိုတချမ်းနေလိုက်ပါ โอเคဒါဆိုရင်ကျွန်တော်တို့ဒီနေရာလေးကိုထပ်ပြီးရောလာမဖြစ်ပါတဲ့ကျွန်တော်တို့ကဒီနေရာမှာပေပန်းကောက်ဖွဲမှာဖြစ်တဲ့အတွက်ကြောင့်ဒီဘော့ကပြရောက်လေးနဲ့ sim r ဆိုတဲ့ကောက်ကိုတစ်ချက်နေလိုက်ပါโอเคဒါဆိုရင်ကျွန်တော်တို့ဒီနေ့ရမှာဒီလိုမျိုး personal နဲ့ business account ပေါ်လာတဲ့ဆိုရင်တော့ကျွန်တော်တို့က PayPal personal account ဖွင့်မဖြစ်တဲ့အတွက်ကြောင့်ဒီအပေါ်က personal ဆိုတဲ့ account ကို select ပေးလိုက်ပါ select ပေးလို့ပြီးပြီဆိုရင်တော့ဒီအောက်ကပြရောက်လေးနဲ့ guest star ဆိုတဲ့ account ကိုတစ်ချက်ထည့်နေပါ ဒါဆိုရင်တော့ဒီလိုမျိုးပေါ်လာမှဖြစ်ပါတယ်ကျွန်တော်တို့ကဒီနေရမှာ ID တည်စရာမလို့ဘဏ်ကောင်ခြေစရာမလို့ပဲနဲ့ငွေထုတ်လို့ရတယ်ကနေဒါ PayPal ကောက်ဖွင့်မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရမှာကနေဒါကိုရွေးပေးရမှာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်ဒီဘဲကဒီဘဲကမျှလေကိုနေပြီးကျွန်တော်ဒီနေရမှာကနေဒါကိုတချမ်းရွေးလိုက်ပါမယ်ဒီဘောကိုဆွဲတင်လိုက်ပါဒီအောက်ကဒီမှာကနေဒါကိုတွေ့ပြီးဖြစ်ပါတယ်เนาะကျွန်တော်ကနေဒါကိုတစ်ချက်နေလိုက်ပါမယ် ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာကရန်တာကိုရွေးလို့ပြီးပြီဆိုရင်တော့ဒီအောက်ကအမဲရောက်လေးနဲ့ဂက်စတာဆိုတဲ့အကောက်ကိုထန်နေပါ โอเคဒါဆိုရင်ကျွန်တော်တို့ဒီ Gmail ဆိုတဲ့နေရာမှာကြာတော့ PayPal ကောက်ဖွဲ့မဲ့ Gmail ကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာကျွန်တော် PayPal ကောက်ဖွဲ့မဲ့ Gmail ကိုတစ်ချက်ထည့်လိုက်ပါမယ်โอเคကျွန်တော်တို့ဒီနေရာမှာ PayPal ကောက်ဖွဲ့မဲ့ Gmail ကိုထည့်လို့ပြီးပြီဆိုရင်ဒီရောက်ကမဲရောက်လေးနဲ့ name ဆိုတဲ့ကောက်ကိုတစ်ချက်ထည့်နေပေးပါโอเคဒီဖုန်းနံပါတ်ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ကနဒါဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကနဒါဖုန်းနံပါတ်ကိုဘယ်လိုမျိုးရှားလို့ရလဲဆိုတော့ရှားလို့ရတဲ့နည်းကတော့နှင်းမျိုးရှိတာဖြစ်ပါတယ်နော် ကနဒါဖွန်နာပါကောဖရေးရှားလုံးလန်းရတာဖြစ်ပါတယ်အနော်တနင်းကတော့ကျွန်တော်တို့ကိုတိုင်ဝက်သိုးလုံးလန်းရတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကနဒါဖွန်နာပါကောဖရင်းရှားမယ်ဆိုရင်တော့ကျွန်တော်တို့ကအချင်းအများကြီးပိန်တိုင်းမှာဆင်ပြေမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကတော့ဒီဗီဒီယိုထမ်းမှာကနဒါဖွန်နာပါကောဖရေးရှားနီလေးကိုကျွန်တော်မပြောပြပေးတော့ပါဘူးနော်ကျွန်တော်ရန်ဘလာသားတို့ကတည်ချင်နေဆိုရင်တော့ကျွန်တော်ဒီအပေါ်မှာကနဒါဖွန်နာပါကိုဖရီးချပြီးဘလိုမျိုးဖွင့်လို့ရတဲ့ပေးပတ်ကောက်ဖွင့်နေလဲကိုကျွန်တော်လည်းလည်းချက်ပေးထားမှဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာကြတော့အရှိန်မပြောထားတဲ့ က်တိုင်းကလန်ဒါဖွင့်နှားပါကိုဝယ်ပြီးကိုယ်တိုင်ဘယ်လိုမျိုးဖွင့်လို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်တို့ကနေဒါဖုန်းနားပါကိုဘယ်လိုမျိုးဝယ်လို့ရလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီရက်ပြရောက်လင်းနဲ့ Gasco ဆိုတဲ့ application မှာကျွန်တော်တို့ကဒီနေ့ရမှာ payback ောက်ဖွင့်မှန်ကနေဒါဖုန်းနားပါကိုလာပြီးဝယ်လို့ရတာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီနေ့ရမှာကနေဒါဖုန်းနားပါကိုဝယ်မယ်ဆိုရင်တော့ဒီဘောကဘူချီကွက်လေးကတော့ကျွန်တော်တို့၄ခုပေးရတာဖြစ်ပါတယ်ဒီဘောကကျွန်တော်မှာဘူချီကွက်ကတော့နေ့တမ်းမှာ၃၃ညကွက်ပန်းရှိတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ရမှာဘူချီကွက်၂ကွက်ဝယ်ရအောင်မှဖြစ်ပါတယ် နော်။ဒါကြောင့်ကျွန်တော်ဒီအောက်ကကာအေလောကောလေးနဲ့ဘိုက်လပ်ဆိုတဲ့ကောက်ကိုတစ်ချန်နေလိုက်ပါမယ်။ဒီနေ့ရမှာဒီဘောကပြရောက်လေးနဲ့ဘူချီကွိုင်းဆိုတဲ့ကောက်ကိုထန်နေပါမယ်။ โอเคဒါဆိုရင်ဒီနေရာမှာကျတော့ကျွန်တော်တို့မြင်နေရတဲ့ပူချီကွိုင်းရဲ့ဈေးလေးဖြစ်ပါတယ်เนาะကျွန်တော်တို့ပူချီကွိုင်းတကွိုင်းကောထိုင်းဘန်ကတော့36ပန်းပေးရတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာမှာပူချီကွိုင်းနှစ်ကွိုင်းဝယ်မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီရှိကပူချီကွိုင်း1ကွိုင်းဆိုတဲ့ collection နေလိုက်ပါမယ် PND အောက်က quality ဆိုတဲ့နေရာမှာကြတော့ကျွန်တော်နှစ်ကွိုင်းဝယ်မှဖြစ်တဲ့အတွက်ကြောင့်နှင်းတော့တစ်ချက်ထားလိုက်ပါမယ်เนาะ โอเคကျွန်တော်တို့ဘူချီကွိုင်းကိုဝဲလို့ရတယ်ပေးမှန်မဲ့တက်ကိုကြည်ချင်းတိုင်းဆိုရင်တော့ကျွန်တော်တို့ချမ်းပြပေးမှဖြစ်ပါတယ်နော်โอเคဒါဆိုရင်တိောက်ကကျွန်တော်တို့ဘူချီကွိုင်းကိုဝဲလို့ရတယ်ပေးမှန်မဲ့တက်တဲ့ဖြစ်ပါတယ်ကျွန်တော်တို့က KDK DBK နဲ့ဝဲလို့ရတာဖြစ်ပါတယ် BN တိောက်က AIS ဖိုးပေးနယ်လည်းဝဲလို့ရတာဖြစ်ပါတယ် PayPal နောက်ပြီးတော့ကျွန်တော်တို့ Kepla နယ်လည်းဝဲလို့ရတာဖြစ်ပါတယ်နော် Shopee Plan တိောက်က Tumani Wallet ပြီးရင်ကျွန်တော်တို့တိောက်က Redan ကို Google Point နယ်လည်းကျွန်တော်တို့ဒီနေရာမှာဘူချီကွိုင်းလေးတွေကို ွန်လော်ဝဲလုံးယာတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီနေရာမတည့်ပေါ်ကဘလော့ဖေးနဲ့ဝဲမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘလော့ဖေးကိုတစ်ချံရွေးလိုက်ပါတယ်โอเค PND ရောက်ကပြရောက်လေးနဲ့ gas payment code ဆိုတဲ့ကောက်ကိုတစ်ချံနေလိုက်ပါမယ် ဒါဆိုရင်ဒီမှာစာပြီး processing လုပ်နေပြီဖြစ်ပါတယ်เนาะခဏလေးဆော်လိုက်ပါ Okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်ကတော့ဒီ QR code လေးကိုတစ်ချက်ကျွန်တော် download လုပ်လိုက်ပါမယ်ပြီးရင်ဒီနေရာမှာကျွန်တော်ကတော့ Thumani Wallet နဲ့ Paytm မှာဖြစ်တဲ့အတွက်ကြောင့် Thumani tag ကိုတစ်ချက်ဝင်လိုက်ပါမယ်ဒီဘောက scan fire ဆိုတဲ့ code ကိုထည့်နေပါမယ် Okay ဒီနေရာမှာကျွန်တော်ခုနကယူလာတဲ့ profile ရဲ့ QR code လေးကိုထည့်ပြီးထည့်ပါမယ်เนาะ โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ထိုင်းဘာကတော့ဘူချီကွိုင်းနှင်းကွိုင်းကို82ပါပေးရမှာဖြစ်ပါတယ်ကျွန်တော်ငွေပေးချင်းမှဖြစ်တဲ့အတွက်ကြောင့်ဒီရောက်ကအဝါရောက်လေးနဲ့ပေးမယ်ဆိုတဲ့ကောက်ကြံနှိလိုက်ပါမယ်ပေးမယ်မဟုတ်ပါဘူးเนาะပေးမည်ဆိုတဲ့ကောက်ကြံနှိလိုက်ပါမယ်โอเคဒါဆိုရင်ဒီမှာကျွန်တော်ကျွန်တော်ငွေပေးချေလို့ပြီးသွားပြီပဲဖြစ်ပါတယ်เนาะကျွန်တော်ငွေပေးချေလို့ပြီးပြီဆိုရင်တော့ခုနက Gasco ဆိုတဲ့ application လေးထက်ကိုထပ်ပြီးပြောင်းဝင်းလိုက်ပါမယ်เนาะ โอเคဒါဆိုရင်လည်းဒီမှာကြည်ပါเนาะဆက်ဆက်ပြိုးဖြစ်သွားပြီဖြစ်ပါတယ်ကျွန်တော်ခုနကဝက်လိုက်တန်းဒီမှာပူချီ꽌နှစ် quain ကတော့ကျွန်တော်ရန် Gasco application ထက်ကောဒီမှာရောက်လာပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီပေါ်က Bylam ဆိုတဲ့နေရာမှာပူချီ꽌ကတော့လေး꽌ရှိသွားပြီဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်ဒီ Bylam ဆိုတဲ့နေရာမှာပူချီ꽌လေး꽌ရှိသွားပြီဆိုရင်တော့ကျွန်တော်တို့ payback ကိုဖွဲ့ဖို့အတွက်ကနေဒါဖုန်းနံပါတ်ကိုဘလို့မျိုးဝယ်ရမှာလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအောက်ကစားပေဆိုတဲ့ကောက်ကိုတစ်ချန်နေလိုက်ပါ โอเคပြန်တရပေါ်ကမှာဘလူးလောဂိုလေးနဲ့ sub ဆိုတဲ့နေရာမှာကျွန်တော်တို့က PayPal ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့် PayPal လို့ရရှာလိုက်ပါဒါဆိုရင်ဒီပေါ်က PayPal ပေါ်လာမှာဖြစ်ပါတယ် slash ဆိုတဲ့ကောင်တစ်ချမ်းနေပါโอเคဒါဆိုရင်ကျွန်တော်တို့ဒီနေရာကိုထည့်ပြီးရောက်လာမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကျွန်တော်တို့ကကနေဒါ PayPal ကောက်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်ဒီရောက်ကကနေဒါဆိုတဲ့ကောင်ကို slash ပေးလိုက်ပါโอเคဒါဆိုရင်ဒီမှာကြည်ပါတော့ကျွန်တော်တို့ကနေဒါဖုန်းနံပါတ်တကူကိုပူချီခွိုက်ကတော့၄ခွိုင်းပေးရတာပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ဒီနေ့ရမှာ slash ပေးလို့ပြီးပြီဆိုရင်တော့ဒီရောက်ကပြရောက်လေးနဲ့ slash for number ဆိုတဲ့အကောင့်ကိုတစ်ချန်နေလိုက်ပါ โอเคဒါဆိုရင်ဒီနေရာမှာကြာတော့ကျွန်တော်ရမေဆွေးတော့က VPN ချိန်ပြင်တိုးပြိုချိန်တိုင်းဆိုရင်လည်းချိန်လို့ရတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီကနေဒါပေးဘက်ကောက်ဖွဲတဲ့အချိန်မှာ VPN မချိန်ပါဘူးเนาะဘာလို့လဲဆိုတော့ကျွန်တော်ကတော့ internet line နှိမ့်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပေးဘက်ကောက်ဖွဲတဲ့အချိန်မှာအခြေကြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာကြာတော့ကျွန်တော်ကတော့ကနေဒါပေးဘက်ကောက်ဖွဲတဲ့အချိန်မှာ VPN ကိုချိန်ပြင်မဖွဲပါဘူးเนาะโอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာဒီအောက်က confirm ဆိုတဲ့ကောက်ကိုထည့်နေပါမယ် โอเคဒါဆိုရင်ဒီမှာကြတော့သူကတော့ကျွန်တော်တို့ကိုဖုန်နံပါပေးလာပြီးဖြစ်ပါတယ်เนาะကျွန်တော်တို့ဖုန်နံပါရလာပြီးဆိုရင်တော့ဒီဖုန်နံပါကိုကျွန်တော်တို့ခုနကပေပန်းကောက်ဖွင့်မဲ့ဖုန်နံပါဆိုတဲ့နေရာမှာတစ်ချမ်းထည့်လိုက်ပါเนาะဒါဆိုရင်ကျွန်တော်ဒီနေရာမှာတစ်ချမ်းထည့်လိုက်ပါမယ်တခေါင်းတုံညာငါကိုကိုလေးလေးပြီးတော့နဲ့တနဲ့โอเคကျွန်တော်တို့ဒီနေရာမှာဖုန်နံပါထည့်လို့ပြီးပြီးဆိုရင်တော့ဒီရောက်ကမဲရောက်လေးနဲ့နေဆိုတဲ့ကောက်ကိုထည့်နေပါမယ် โอเคဒါဆိုရင်ဒီ confirm your phone ဆိုတဲ့နေရာမှာကြတော့သူကတော့ကျွန်တော်ဒီနေရာမှာဒီ phone number တဲ့ကိုကိုပိုလာပေးမှာဖြစ်ပါတယ်เนาะဒီနေရာမှာကျွန်တော်တို့ကကိုနဲ့ verify လုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာခလာလေးဆော်လိုက်ပါမယ်ကျွန်တော်တို့ဒီနေရာမှာကြာတော့ကိုမရဘူးဆိုရင်တော့ကျွန်တော်တို့ဝယ်ထားတဲ့ဘူချီကွိုင်းလေးကွိုင်းကတော့ကျွန်တော်တို့ပြန်ပြီးရတာဖြစ်ပါတယ်เนาะဒီ Gecko application ကတော့ကျွန်တော်တို့အကုန်မရမခြင်းဒီဘူချီကွိုင်းလေးတွေကတော့သူတို့မယူပါဘူးเนาะပြန်ပြီးပေးတာပဲဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာခလာလေးဆော်ကြည့်ပါမယ်ဒါဆိုရင်ဒီမှာကြာတော့ရှင်မင်းနဲ့ရှိသွားပြီးဖြစ်ပါတယ်เนาะ โอเคဒါဆိုရင်ဒီမှာကြည်ပါနော်ဆေးရောက်လေးနဲ့ ribbon ကိုကတော့ရော်လာပြီးဖြစ်ပါတယ်နော်ဒီမှာကျွန်တော်ရန်ဖွနာပါတဲ့ကိုကိုပိုလာပေပြီဆိုရင်တော့ကျွန်တော်ဒီနေရာမှာကိုတချံထက်လိုက်ပါမယ်โอเคဒီနေရာမှာကိုခေါ်ရှင်နဲ့တုညာငါကိုခေါ်ရှင်နဲ့တုညာငါ โอเคဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့ကို qualifying လို့လို့ပြီးပြီးဆိုရင်တော့ကျွန်တော်တို့က payback account လေးကိုအချိန်များများလဲဖွဲ့ပေးရတော့မှာဖြစ်ပါတယ်နော်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီနေ့ရမှာကိုရပြီးဆိုရင်တော့ကျွန်တော်ဒီ Gecko application ကနေထွက်လိုက်ပါမယ်ကျွန်တော်တို့ဒီနေ့ရမှာကြာတော့ payback account ဖွင့်မယ် password လေးကိုတစ်ချမ်းဖန်တီးလိုက်ပါโอเคဒါဆိုရင်ကျွန်တော်ဒီနေ့ရမှာတစ်ချမ်းဖန်တီးလိုက်ပါမယ်နော် โอเคဒီနေရာမှာကျွန်တော်တို့ password ဖန်တီးလို့ပြပြဆိုရင်တော့ဒီရောက်ကမဲရောက်လေးနဲ့နေဆိုတဲ့ကောက်ကိုထန်နေလိုက်ပါကျွန်တော်တို့ဒီနေရာမှာ paper ကောက်ဖွေတဲ့ခြင်းမှာအခြေကိုအနိုင်ငယ်မြတ်မြတ်လေးဖွေပေးရတော့မှာဖြစ်ပါတယ်เนาะဒီ first name ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့ paper ကောက်ဖွေခြင်းတဲ့ normal ကိုတစ်ချက်ထပ်လိုက်ပါကျွန်တော်ကတော့ဒီနေရာမှာ bro lucky လို့တစ်ချက်ထပ်လိုက်ပါမယ်เนาะ โอเคပြန်တယောက်က day of birthday ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့ paper ကောက်ဖွေမယ်မွေးနေ့ကိုတစ်ချက်ထပ်ပေးလိုက်ပါเนาะဒါဆိုရင်ကျွန်တော်ဒီနေရာမှာတစ်ချက်ထပ်ပေးထပ်လိုက်ပါမယ်အော် Okay ထလိုပြပြဆိုရင်တော့တယောက်ကကျွန်တော်တို့ Ocean ဆိုတဲ့နေရာမှာကြာတော့ဒီနေရာမှာကျွန်တော်တခုရွေပေးရမှာဖြစ်ပါတယ်နော်ဒီနေရာမှာကြာတော့ကျွန်တော်တို့ကြိုက်တဲ့အရာကိုရွေပေးလို့ရတာဖြစ်ပါတယ်နော်ခင်ဗျာကျွန်တော်တချမ်းရွေပေးလိုက်ပါမယ်ဒီနေရာမှာ business man နဲ့ CEO ဆိုတဲ့ကောက်တချမ်းရွေးလိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ first name last name ကျွန်တော်တို့တယောက်က day of birthday တွေကိုထလိုပြပြဆိုရင်တော့တယောက်ကမဲရောက်လေးနဲ့ name ဆိုတဲ့ကောက်ကိုထည့်နေလိုက်ပါ ။ Okay ဒါဆိုရင်ဒီ your address ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့ payback account ဖွင့်မယ်ကနေဒါလိပ်စာကိုထပ်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီနေရာမှာအများဆုံးဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာ number 3ခုကိုကျွန်တော်ရေချလိုက်ပါမယ်ဒီလိုမျိုး။ဒီနေရာမှာကြတော့ကျွန်တော်တို့ပေါ်လာတဲ့ number တခုကိုနှိပ်လိုက်ပါမယ်နော်။ Okay ဒါဆိုရင်ဒီအောက်က light to ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့လိပ်စာမထရင်လည်းရတာဖြစ်ပါတယ်နော်။ဘာမှမဖြစ်ပါဘူး။ဒီနေရာမှာကြတော့ကျွန်တော်တို့ဒီအပေါ်က address light 1ဆိုတဲ့နေရာမှာတခုထည့်ရင်ရပါပြီ။ဒီနေရာမှာကျွန်တော်ဒီအောက်ကဒီလိုမျိုးအမဲရောက်လေ နဲ့ agree and create account ဆိုတဲ့အရာပေါ်လာပြီဆိုရင်တော့တယောက်ကမဲရောက်လေးနဲ့ agree and create account ဆိုတဲ့ account ကိုတချန်နေလိုက်ပါတော့ဒီနေရာမှာကြာတော့ကျွန်တော်ကတော့ Canada လေးစားကိုကိုကဲမှာသွားပြီးမရှာဘဲနဲ့ကျွန်တော်ဒီနေရာမှာအများဆုံးတစ်ခါတည်းဖွဲလိုက်တာဖြစ်ပါတယ်နော်ခင်ဗျာ Okay ဒါဆိုရင်ဒီလိုမျိုးပေါ်လာမှဖြစ်ပါတယ်နော်ဒီယောက်ကအပြရောက်လေးနဲ့ now ဆိုတဲ့ account ကိုထန်နေလိုက်ပါ โอเคဒါဆိုရင်ဒီမှာကျတော့သူကတော့ဒီလိုမျိုးပန်းကောက်လက်ချေခိုင်မှဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီနေရာမှာဘာမှစေပူးစရာမလိုပါဘူးကျွန်တော်တို့ကဒီပေါ်ကိုဆွတ်တဲ့လိုက်ပါပြီးရင်တယောက်ကပြရောက်လေးနဲ့နော့နောက်ဆိုတဲ့ကောက်ကိုထန်နေလိုက်ပါเนาะ โอเคဒါဆိုရင်ဒီနေရာမှာကျတော့သူကတော့ကျွန်တော်တို့ PayPal ကောင်နဲ့ငွေထုတ်ဖို့ user နဲ့ party မှလာလို့မေးတာဖြစ်ပါတယ်မေးစင်းက party ချင်းနေဆိုရင်တော့ဒီပေါ်ကပြရောက်လေးနဲ့ continue ဆိုတဲ့ကောက်ကိုတချန်နေလိုက်ပါ โอเคဒါဆိုရင်ဒီမှာကြတော့သူကတော့ကျွန်တော်တို့ payback ကိုဖွေထားတဲ့ Gmail ထံကိုကိုချလို့ပိုလာပေးမှာဖြစ်ပါတယ်เนาะကျွန်တော်တစ်ချက်သွားကြည့်လိုက်ပါမယ်โอเคကျွန်တော် Gmail ထံကိုတစ်ချက်ဝင်လိုက်ပါမယ်โอเคဒါဆိုရင်ဒီအပေါ်ကသူကတော့ verify လုပ်ဖို့ကျွန်တော်ရဲ့ Gmail ထံကိုဒီမှာကိုချလို့ပိုလာပေးပြီးဖြစ်ပါတယ်เนาะကျွန်တော်ဒီနေရာမှာကိုချလို့တစ်ချက်ယူလိုက်ပါမယ်9 2 6 0โอเค9 2 3 60ကျွန်တော်ဒီနေရာမှာတစ်ချက်ပြပြီးလာထပ်လိုက်ပါမယ်เนาะ9 2 3 60 โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့အခြေတို့တွင်လီမီမကြတဲ့ကနေဒါပေးဘက်ကတကူကိုကိုတိုင်ဖုန်နာပါဝယ်ပြီးအအောင်မြင်မြင်ဖွဲလို့ပြီးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကြည်ပါတော့ကျွန်တော်တို့ဘာမှစာတားနှိယောက်လေးနဲ့မရှိပါဘူးဒီဘောကရာကတော့သူကကျွန်တော်တို့ကိုကျွန်တော်တို့ဘန်ကောက်နဲ့ခြေတဲဆိုရင်ဒီမှာသူကတော့ free မပေးရဘူးလို့ဒီမှာပြောပြပေးထားတာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ချံပြပေးပါမယ်ဒီမှာကြည်ပါတော့ကျွန်တော်တို့လီမီမကြတဲ့ကနေဒါပေးဘက်ကတကူကိုဒီမှာ active ကျွန်တော်တို့ဖွဲလို့ပြီးသွားပြီပဲဖြစ်ပါတယ်โอเคဒီနေရာမှာကျွန်တော် ော်တို့ပေပန်းကောက်ဖွဲလို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီပေပန်းကောက်နဲ့နိုင်ငံခြားငွေလက်ခါဖို့ဒါမှမဟုတ်ဂေးရင်းမှာဒေါ်လာထုတ်ဖို့ဆိုရင်ကျွန်တော်တို့ကဒီပေပန်းကောက်ကိုကော်ဖန်လုတ်ပေးရအောင်မှာဖြစ်ပါတယ်နော်။ Okay ဒီနေရာမှာကျွန်တော်တို့ဖွဲထားတဲ့ပေပန်းကောက်ကိုဘလို့မျိုးကော်ဖန်လုတ်ပေးရမှာလဲဆိုတော့ကိုကျွန်တော်လက်တွေ့ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ဒီနေရာမှာပေပန်းကောက်ဖွဲထားတဲ့ Gmail ထက်ကိုတစ်ချံဝင်လိုက်ပါနော်။ဒါဆိုရင်တယောက်ကကြည်ပါနော် Please confirm you are Gmail လို့ပေါ်နေမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီအရာလေးကိုတစ်ချံနှိမ့်လိုက်ပါ။သူကတော့ကျွန်တော်ရဲ့ Gmail ထက် ်ကိုသူက message ပေါ်လာပေးထားတာဖြစ်ပါတယ်နော်ဒီမှာ confirm your gmail လို့ပေါ်နေတာဖြစ်ပါတယ်ကျွန်တော်ဒီနေရမှာဒီပေါ်ကိုဆွဲနေလိုက်ပါဒီရောက်ကမဲရောက်လေနဲ confirm my gmail address ဆိုတဲ့အကောင့်ကိုဒီကောက်လေးကိုထည့်နေလိုက်ပါနော် ဒါဆိုရင်တော့ဒီနေရာလေးကိုရောက်လာမှဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာ payback of coffin လုပ်ပေးတဲ့ဆိုရင်တော့ကျွန်တော်ဒီ password ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်ခုနက payback ကိုဖွင့်ထားတဲ့ password ကိုထည့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်ကျွန်တော်ဒီနေရာမှာကျွန်တော်ခုနက payback ထားတဲ့ payback ရဲ့ password လေးကိုတချမ်းထည့်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ password ထည့်လို့ပြည့်ပြည့်ဆိုရင်တော့ဒီရောက်ကပြရောက်လေးနဲ့ login ဆိုတဲ့ကောက်ကိုတချမ်းနေလိုက်ပါ โอเคဒါဆိုရင်ဒီနေရာလေးကိုရော်လာမှဖြစ်ပါတယ်ဒီနေရာမှာကြာတော့သူကတော့ကျွန်တော်တို့ PayPal account ထဲကိုဝင်တဲ့အချိန်မှာ fingerprint pay ID ကျွန်တော်တို့ Face ID နဲ့ login ဝင်ချင်လားလို့မေးတာဖြစ်ပါတယ်အကဲရင်ကျွန်တော်ရန် message တို့ကဒီနေရာမှာ fingerprint ထည့်ချင်တဲ့ဆိုရင်ဒီရောက်ကပြရောက်လေးနဲ့ continue ဆိုတဲ့ကောက်ကုန်နေပြီကျွန်တော်ဒီနေရာမှာ fingerprint ထည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီ PayPal account ကိုကျွန်တော်ရန် message တို့ကို free payment ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာ fingerprint တွင်ကျွန်တော်ဒီနေရာမှာ Face ID တွင်မထည့်တော့ပါဘူးเนาะဒီဘောကမှ ားချက်လေးကိုနှိပ်ပြီးကျွန်တော်ပဲပြန်းဆိုလိုက်ပါမယ်။ Okay ဒါဆိုရင်ဒီလိုမျိုးအမှန်ချက်လေးနဲ့ you are may have been confirm ကျွန်တော်တို့ရန် gmail ကတော့ confirm ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ gate တွင်မှာဒီ paper account နဲ့ဒေါ်လာတွေကိုထုတ်လို့ရပါပြီ။နောက်ပြီးနိုင်ငံခြားငွေတွေကို paper account နဲ့စာပြေလက်ခံလို့ရပြီပဲဖြစ်ပါတယ်ခဗျာ။ Okay ဒါဆိုရင်ကျွန်တော်ဒီအောက်က continue ဆိုတဲ့အကောင့်ကိုထည့်နေလိုက်ပါမယ်။ ဒါဆိုရင်ဒီနေရမှာကျွန်တော်တို့ဖွဲလိုက်တဲ့ပေးပန်းကောက်ကလီမီတီမတီဆိုတာဘယ်နေရမှာတွားပြေးဆဲလို့ရလဲဆိုတာကိုကျွန်တော်ရန်မေဆွေးတို့ကိုကျွန်တော်တချံပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေရမှာဒီဘဲကအမြင်သောကြားကိုတချံနေလိုက်ပါကျွန်တော်ရန်မေဆွေးတို့ကိုကျွန်တော်တခါတည်းကျွန်တော်ကိုဖွဲလိုက်တဲ့ပေးပန်းကောက်ကလီမီရှိမရှိဆိုတာလက်တွဲပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီနေရကိုရော်လာပြီးဆိုရင်တော့ဒီအောက်က help ဆိုတဲ့ကောက်ကိုတချံနေလိုက်ပါ โอเคဒါဆိုရင်ဒီနေရာလဲကိုရော်လာမှာဖြစ်ပါတယ်ဒီနေရာမှာကြတော့ကျွန်တော်တို့ဒီပေါ်ကိုဆွဲတင်းလိုက်ပါနော်โอเคဒါဆိုရင်ဒီမှာဒီအောက်က account resolution issue ဆိုတဲ့အကောက်ကိုဒီကောက်လေးကိုနှိပ်ပြင်ကျွန်တော်တို့ကဖွင့်လိုက်တဲ့ payback account က limit ရှိမရှိဆိုတာပြဿနာတခုရှိမရှိဆိုတာဒီနေရာမှာလာဆက်ကြည့်လို့ရတာဖြစ်ပါတယ်နော်ကျွန်တော်တို့ချက်နှိပ်ပြပေးမှဖြစ်ပါတယ် ဒါဆိုရင်ဒီလိုမျိုးပေါ်နေတဲ့ဆိုရင်တော့ကျွန်တော်တို့ဖွင့်လိုက်တဲ့ payback ကတော့100%လီမီမရှိတဲ့ payback ကလေးဖြစ်ပါတယ်နော်။ Okay ဒီနေရာမှာဒီလိုမျိုးကျွန်တော်တို့ဖွင့်လိုက်တဲ့ payback ကလီမီရှိလားဒါမှမဟုတ်ပြဿနာရှိလားဆိုတာကဒီနေရာမှာလာဆက်ကြည့်တော့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ဒီ payback ကတော့ကျွန်တော်ရဲ့ခုနကမေးဆွေးတို့နဲ့တူတူဖွင့်ထားတဲ့ payback ကဟိုမဟုတ်ဆိုတာကျွန်တော်တချံပြပေးမှဖြစ်ပါတယ်နော်။ဒီဘောကမြေတိုးကြောက်ကိုတချံနေလိုက်ပါမယ်။ပြီးရင်ဒီဘောက setting logo လေးကိုထည့်နေပါမယ်ခင်ဗျာ။ โอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာခဏလေးဆောက်လိုက်ပါမယ် ဒါဆိုရင်တော့ဒီလိုမျိုးပေါ်လာမှဖြစ်ပါတယ်။ဒါဆိုရင်ဒီမှာကြည်ပါကျွန်တော်ရဲ့မေဆွေးတို့နဲ့ခုနကကျွန်တော်ဖွဲလိုက်တဲ့ Blow Lucky ဆိုတဲ့ PayPal ကော်လေးဖြစ်ပါတယ်နော်။ဒီ PayPal ကော်လေးကိုကျွန်တော်ရဲ့မေဆွေးတို့ကို free ပေးမှဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုရဲ့ရှင်းမပြောထားတဲ့အတိုင်းဗီဒီယိုကိုဒီနေ့ရက်ထိချီချူပေးခဲ့တဲ့မေဆွေးတို့ကကျွန်တော်တို့ဒီနေ့ရက်မှာ limit မထီတဲ့ဒီ Blow Lucky PayPal ကော်လေးကိုကျွန်တော်တို့ဘလိုမျိုးပေးမလိုက်ဆိုတာကိုကျွန်တော်ပြောပြပေးမှဖြစ်ပါတယ်။ဒီနေ့ရက်မှာကျွန်တော်ဒီ PayPal ကော်လေးကိုကျွန်တော်ရှင်းမ Amber Free Battery ပေးတဲ့လိုမျိုး Lucky Wheel လေးလည် ြင်ကျွန်တော်ရဲ့မေဆွေးတော်ကိုကျွန်တော်ဒီ paper ကောက်လေးတစ်ခုကိုကန်စားပြီးလဲလဲပြီး free ပေးမပဲဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့မေဆွေးတော်ကဒီ blue key paper ကောက်လေးကန်စားပြီးလဲလဲတဲ့အခါမှာပါချင်တယ်ဆိုရင်တော့ဘလိုမျိုးလို့ရမှာလဲဆိုတော့အရင်ဆုံးကျွန်တော်ရဲ့ channel နိုင်လေးကို like and subscribe လေးလုပ်ပေးလိုက်ပါပြီးတော့ဒီ video လေးကို like လက်တစ်ချက်နှိပ်ပေးပါ။နောက်ပြီးတော့ဒီ video ရဲ့ comment မှာမေဆွေးတော်ကြိုက်တဲ့အရာတစ်ခုကိုရေးသွားပါနော်။ဒါမှကျွန်တော်ကတော့ကျွန်တော်ရဲ့မေဆွေးတော်ရဲ့ user name လေးတွေကိုယူပြီးကျွန်တော်ကတော့ lucky wheel လေးထမ်းမှာလှည့်ပြီးဒီ blue key ကီပေးဘက်ကောက်လေးကိုကျွန်တော်မန်ဖောက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရန်မေသေးတော်ကပေးဘက်ကောက်မရှိဘူးပေးဘက်ကောက်လိုချင်တယ်ဆိုရင်တော့ကျွန်တော်ရန်ဒီဗီဒီယိုရန် comment လေးမှာတခုခုရေးပေးသွားဖို့မမေပါနဲ့နော်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုလေးတွင်မှာဒီ blue lucky ပေးဘက်ကောက်လေးကိုဘယ်သူရမှာလဲဆိုတာကိုကျွန်တော် lucky wheel လေးလည်ပြီးပြန်ပြီးလောက်ခဲ့ပါမယ်နော်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ရန်မေသေးတော်ကိုဗီဒီယိုရဲ့အချိန်မှာပြောထားတဲ့အတိုင်းကိုတိုင်းဖုန်းနံပါတ်ဝယ်ပြီးလိမိမကြတဲ့ကနေဒါပေးဘက်ကောက်တခုကိုဘလို့မျိုးခြေတို့တွင်မြန်မြန်ဆဆဖွဲလို့ ရလိုက်ဆိုတာကိုကျွန်တော်ရဲ့မေဆွေတို့နဲ့တူတူဒီနေရာထိကျွန်တော်လက်တွင်ဖွေပြပေးခဲ့ပြီးပဲဖြစ်ပါတယ်နော်ခင်ဗျာကျွန်တော်ရဲ့မေဆွေတို့ကဒီနေရာမှာတကူဒီထားရမှာကတော့ကျွန်တော်တို့ကဖုန်းနံပါတ်ဝယ်ပြီး PayPal ကောက်ဖွေတဲ့အချိန်မှာကျွန်တော်တို့ PayPal ကောက်ဖွေတဲ့အချိန်ကိုအချိန်များများလင်းဒီလိုမျိုးဖွေပေးရမှာဖြစ်ပါတယ်ဒါမှလီမီကမကြာမှဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီနေရာမှာ PayPal ကောက်ဖွေတဲ့အချိန်မှာလီမီကြာတာကတော့ကျွန်တော်တို့ PayPal ကောက်ဖွေတဲ့အချိန်ကြာလို့သူတို့ကတန်တရားရှိလို့ကျွန်တော်တို့ကလီမီပေးတာကတော့များတဲ့လို့ကျွန်တော်ထင်တာဖြစ်ပါတယ်โอเคဒီဗီဒီယိုလင့်ကမေဆွေတို့တဲ့တကူ ကိုကြိုးရှိကြတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကို like နဲ့တစ်ချက်လောက်နှိပ်ပေးပါလို့ကျွန်တော်တောက်ဆိုးသားဖြစ်ပါတယ်เนาะခင်ဗျာဒါဆိုရင်နောက်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြပါမယ်เนาะ bye bye